အောင်လအစမ်းခေလုံးဝါချန်ပီယံရှစ်မှာ ချန်ပီယံဖြစ်ဖို့အတွက်ဝိုင်းရစီကိုချက်ထရီကိုရင် အပြင်ပရိသတ်တွေကပါ ချန်ပီယံဖြစ်မယ်လို့ခံမှန်းထားကြရတဲ့ဘရိုနီကာကတော့ခနပွဲဆက်တိုင်နဲ့ရရှိထားတဲ့ဂျူနီယာဖက်သစ်ကိုဘဲဥခွဲပြပြီးလိုက်တဲ့နောက်ပိုင်းမှာမနာလိုသူတွေရဲ့အောက်လန့်နဲ့လှုပ်ချံမှုတွေကိုတော့ခံရရဲဆိုပြီးတော့သူကိုယ်တိုင်ကယင်ဖွင့်လာပါရဲ့တတော်ကိုပက်ဆက်ကြတာဗျာ ရိုနီကာဟာအောင်မြင်မှုများစွာရရှိကြတဲ့ကနောက်ွယ်မှာသူ့ကိုတိုက်ခိုက်တဲ့ကိစ္စတွေကတောင်းလျှောက်ကိုခံလိုက်ရပါရဲ့သူရဲ့အရင်ကထိုးခဲ့တဲ့ promotion ဖြစ်တဲ့ Thai Fight ကလည်းရိုနီကာကိုမှအတော်လေးကို one championship မှာတောက်ပနေတာမကျေနပ်တဲ့ပုံရပါရဲ့ Thai Fight နဲ့ရိုနီကာကြားမှာအဆင်မပြေမှုတွေများစွာနဲ့လမ်းခွဲခဲ့ကြရေးဆိုရကတော့ဒီချက်တွေကိုကြည့်ချင်းအဖြစ်သိနိုင်ပါရဲ့ဝမ်မာရိုနီကာပထမဆုံးရှုံးပွဲကြုံခဲ့တဲ့အချိန်ကလည်း time fiber ကရွက်တယ်လို့လို့ host တွေသင်ခဲ့ပါသေးတယ်ဒုတိယပွဲမှာခဏပွဲဆက်တိုက်နိုင်ထားတဲ့ junior feathers ကိုဒုတိယအချိန်မှာပဲအမောက်သိပ်ပြလိုက်တော့ time မြန်မာပြည်သက်တွေအကုန်လုံးက bronica ကိုချီကျူးခဲ့ကြပါရီအခုဒီပြည်သက်တွေကြားထဲမှာ bronica တရင်ကပြောမဆုံးသေးတော့ time fight ကမျက်စိနှောက်လာပုံပဲ bronica ရှုံးပွဲကြုံတွေ့ခဲ့တဲ့ highlight တွေကိုပြန်ပြီးသင်လာခဲ့ပါရီပြီးတော့16ပွဲနိုင်ပွဲဆက်နေတဲ့ ရိုနီကာကိုနိုင်ပွဲဆက်ရက်သန့်ပေးလိုက်တဲ့အထိုင်းဖိုက်တာမာလီဖာဆိုင်းဆိုပြီးရေးတင်ထားခဲ့တာလေးဖြစ်ပါရယ်ဗျ။တိုင်ဂါမွေးထန်းကြီးရဲ့ဥက္ကဋ္ဌကလည်းသူရဲ့ဖိုက်တာမာလီဘရိုနီကာအတွက်လုံးဝကိုမကန်မရက်တော့ဖြစ်သွားခဲ့တာဖြစ်ပြီးတော့မချေပွဲပြန်ထိုးမလားဆိုပြီးတော့ကွန်မိတ်အောက်တင်မှာတော့သွားရည်ခဲ့တာကိုတွေ့ရပါရယ်။ကိုတကောမာလီဘရိုနီကာကသူ့ကိုအောက်လန့်နဲ့လှုပ်ချနေတဲ့သူတွေရှိတယ်ဆိုပြီးတော့ပရိသတ်တွေကိုယင်ဖွင့်ခဲ့တာဖြစ်တဲ့အတွက်ဘရိုနီကာကိုဂီးဆိုင်ချဖို့တဲ့ပရိသတ်တွေကမှာခဲ့ရပါရယ်။ဘရိုနီကာကတော့ လိုပဲကက်ခဲတွေဂျုံဂျုံသူ့ကိုဘလောက်ပဲလှုပ်ကြံနေကြပါစေပျော်ပျော်ရွှင်ရွှင်နဲ့ပဲဘဝကိုပြတ်တန်းနေတတ်သူပါ online ပေါ်မှာလေသူကယောက်ျားယူရုံးမယ်ဆိုပြီးတော့ပြည်သက်တီကိုခဏခဏစနှောက်တတ်တဲ့အချိန်နဲ့ပြည်သက်တီကအချစ်ပူနေခဲ့ရတာပါဗျာ